web lab v0 နဲ့ b going to v0 နဲ့ဘာကွာလဲဆိုတာလေးကိုဆရာပြောပြပေးမယ်အဲ့တော့ web lab v0 က grade 1နဲ့ပတ်သက်ပြီး grammar နဲ့ read the passage သင်တန်းလေးရှိတယ်အမှတ်40ဘူးပေါ့နော်အဲ့ဒီသင်တန်းလေးကအခု grade 12တက်နေတဲ့သူတွေပေါ့နော်အခု grade 12ဖြည့်မဲ့သူတွေအတွက်ကောနော်နောက်နှစ်မှ grade 12ဖြည့်ဖို့အခု grade 11တက်နေတဲ့သူတွေအတွက်ကောသင်တန်းလေးရှိတယ်။ grammar နဲ့ read the passage သင်တန်းလေးသင်တန်းစုံစမ်းခြင်းတော့ Telegram at တင်ထွန်း60ကိုလာပြီးစုံစမ်းလို့ရပါတယ် web plus v0 ကလည်း v0 ဆိုတာကတော့ st est မပါတဲ့ v1 ပေါ့ကွာအဲ့တော့ web plus v0 ကလည်း future အနာဂတ်ကိုပြောချင်တာပဲ but to be going to v0 ကလည်းအနာဂတ်ကိုပြောချင်တာပဲဒီနှစ်ခုဘယ်လိုကွာလဲအဲ့တော့ဒီမှာကြည့်ကြည့်မယ် i will check the sa again เนาะ i will check ကစစ်ဆေးရမယ် the sa ဒီစာစီစာကုန် again ဆိုတော့တဖန်ပေါ့เนาะဒီ sa ကိုနောက်တစ်ခါပြန်ပြီးစစ်ဆေးရမယ်တဲ့ that can be ရှိနိုင်တယ် spelling mistake အဲစာလုံးပေါင်းအမှားတွေရှိနိုင်တယ်တဲ့ဒါဆိုရင်ဒီမှာ where plus verb 0ကိုသုံးထားတယ်ဘယ်လိုအခြေအနေမှာသုံးတာလဲအဲ့တော့စကားပြောတဲ့အချိန်မှာဆုံးဖြတ်ချက်ချလိုက်ရင် where plus verb 0ကိုသုံးတယ်အဲ့တော့ဆိုလိုချင်တာဒီအစေးကိုစစ်လိုက်မယ်ဒီအစေးကိုသူပြန်စစ်လိုက်အောင်မယ်အဲ့လိုပြောလိုက်တဲ့အချိန်เนาะအဲ့လိုပြောလိုက်ခြင်းဟာဒီစကားပြောတဲ့အချိန်မှာမှဒီအစေးကိုအစေးကိုစစ်မယ်ဆိုပြီးသူဆုံးဖြတ်လိုက်တာ စကားပြောနေရဲ့အချိန်မှာပဲဆုံးဖြတ်ချက်ချလိုက်တာစကားပြောတဲ့အချိန်မှာပဲဒီအစေးကိုငါဆက်ရအောင်မယ်လို့သူဆုံးဖြတ်လိုက်တာအဲ့တော့စကားပြောတဲ့အချိန်မှာဆုံးဖြတ်ချက်ချလိုက်ရင် web plat v0 ကိုတုံးတယ်ဒါတစ်ချက်နောက်တစ်ခု i am going to phone ငါဖုန်းဆက်ရမယ်ရွှေစင်ကို tonight ဒီညဖုန်းဆက်ရမယ်အဲ့တော့ဒီမှာ amn ကဘတ်တူပြီး going to phone က v0 နော် st est မပါတဲ့ v1 ကို v0 လို့ပြောတာ be going to v0 m ကဘတ်တူ b လေအဲ့တော့ b going to v0 သုံးထားတယ်ရွှေစင်ကိုဒီညဖုံးဆန်းရမယ်ဆိုလို့သူပြောတဲ့ဇာတ်ထဲမှာတေချာလေးစဉ်းစားကြည့်ရွှေစင်ကိုဒီညဖုံးဆန်းရမယ်ဆိုတာဇာတ်ပြောနေတဲ့အချိန်မှာမှရွှေစင်ကိုဖုံးဆန်းရမယ်လို့သူဆိုလိုချင်တာလားရွှေစင်ကိုဆုံးဖြတ်ဖို့ဇာတ်မပြောခင်ကတည်းက तू ကဆုံးဖြတ်ပြီးသားလားအဲအဲ့တော့တေတိချာချာလေးစဉ်းစားကြည့်ရင် तू ကရွှေစင်ကိုစကားမပြောခင်လည်းကဒီလိုဒီစကားမပြောခင်လည်းက ဖုံးဆက်ဖို့ဆုံးဖြတ်ချက်ကချပြီးသားအဲ့တော့စကားမပြောခင်တည်းကဆုံးဖြတ်ပြီး Telegram နေနဲ့လာရောနေဦးမယ်နော်မဟုတ်ဘူးနော်ဒါတင်တန်းလေးကိုကြောင်းညာခြင်းလားနော်တင်တန်းလေး grade 10 11အတွင်းနဲ့ပတ်သက်တဲ့ grammar တင်တန်းလေးတွေ grade 12အမှတ်40ဖို့တင်တန်းလေးတွေစုံစမ်းခြင်းရင်ဒီမှာ Telegram app တင်ထုံး90မှာစုံစမ်းလို့ရတယ်လို့အဲ့တော့ဆိုလိုချင်တာစကားမပြောခင်တည်းကဆုံးဖြတ်ပြီးသားဆိုရင်တော့ B going to Brazilo ကိုအသုံးပြုပါတယ်အဲ့တော့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးအကျိုးရှိတယ်ဆိုရင်ကွန်မန့်မှာ yes လို့မှတ်ပေးသွားပါအောင်နော်